အဲ့တော့ကိုတင်မျိုးကအစောကိုတင်မျိုးကလည်းကျွန်တော်ချစ်တယ်ပေါ့နော်ချစ်တော့ तू ကဘာပြောလဲဆိုတော့လေစပြီးတော့ကျွန်တော်နဲ့စတွေ့ကြရတာ तू ကပြောတာကိုတာကြီးတယ်ကိုတာကြီးစတိုင်ကိုကျွန်တော်သဘောကျတာအဲ့တော့ကျွန်တော်ကိုကိုတာကြီးစတိုင်ဖြစ်အောင်ပြောင်းပေးတဲ့အဲ့လိုမျိုးပြောတာပြောတဲ့အတွက်ကျွန်တော်ကလည်း तू နဲ့ကျွန်တော် with the လိုမျိုးသူ့ကိုစင်ပေးပေါ့နော် तू ကဘာပြောလဲဆိုတော့ तू ဒီဇိုင်နာတွေအများကြီးကို तू ပတ်စံတွေပုံပေးပြီးတော့လေအင်ကြီးတွေလည်းချုပ်ခဲ့တယ်အင်ကြီးမရလာဘူးတဲ့ เนาะပြီးရင်အဲပိတ်စတွေဝယ်ပေးဆိုလို့ဝယ်ပေးခဲ့တယ်ပိတ်စပြန်မရောက်လာဘူးတဲ့သူ့ကိုမလုတ်ပေးကြဘူးပေါ့နော်အဲ့တော့ကိုသားကြီးလုတ်ပေးပါတယ်ဆိုတော့ပြောတဲ့အခါကျတော့ကျွန်တော်အော် စိတ်ထဲမှာလေးကိုအကိုကြီးရွယ်ဖြစ်တယ်ကိုဦးလေးရွယ်ဖြစ်တဲ့အခါကျတော့ကိုလှစေခြင်းတယ်ပြီးတော့ဟိုသားသမီးတွေကလည်းအဝေးမှာလင်မယားညောက်ပဲရှိတယ်သားသမီးတွေကနိုင်ငံခြားမှာကြောင်းတက်နေကြတာခါတော့လင်မယားညောက်ပဲရှိတဲ့အခါကျတော့ဘေးမှာလုတ်ပေးမဲ့ကူပေါ်လောင်ပဲမရှိတဲ့အခါကျတော့ကိုအကိုကြီးတယောက်လိုမျိုးကျွန်တော်တံမိုးထားပြီးတော့ကျွန်တော်လုတ်ပေးခဲ့တယ်ပေါ့အဲ့လိုစိတ်နဲ့ကျွန်တော်လုတ်ပေးခဲ့တာနောက်တစ်ယောက်ရှိခဲ့သေးတယ်ဗမာပြည်သိန်းတယ် ဗမာပြည်သိန်းနဲ့အစိုးရကြီးဗမာပြည်သိန်းနဲ့မမနုနယ်တော်ကဆိုလဲကျွန်တော်အဲ့လိုမျိုးပဲသူတို့ကိုကျွန်တော်စိတ်ထဲမှာအာကိုရဲ့အကိုကြီးအကိုကြီးလို့အဖေလို့ကိုဦးလေးလို့မျိုးသဘောထားပြီးကျွန်တော်ကူပေးခဲ့တာအခုလည်းအဲ့လိုမျိုးကျွန်တော်စိတ်နဲ့ကူပေးခဲ့တယ်ဝက်စားတွေဆိုလဲသူနဲ့လိုက်ဖက်မဲ့ဟာလေးတွေကျွန်တော်တတ်နိုင်သလောက်ရွေးချုပ်ပေးတယ်သူကအယောင်တောက်တောက်တွေပဲကြိုက်တော့ကျွန်တော်တောက်တောက်ကလေးလှုပ်လှုပ်ပေးရတာပေါ့နော် โอเคပါအားလုံးမင်္ဂလာပါကျွန်တော်ကိုသားကြီးပါခင်ဗျာဒီနေ့ကျွန်တော်လာပြခဲ့တာကတော့အာဆိုတော့ဘီပါဟိန်းနဲ့အာတရုတ်ဆောင်ပိုင်းသစ်တို့ဟာတချင်းလေးတစ်ပုဒ်ကိုပေါ့နော်ပရိသတ်တွေကိုချပြမယ်ရက်ဖြန်ကြရင်တချင်းလေးထွက်မယ်ဆိုတော့အတွက်ကြောင့်မလို့လာပြီးတော့မှဒါအားပေးဝန်းရံတာဖြစ်ပါတယ်ခင်ဗျာအာပြီးတော့တချင်းလေးကလည်းအရန်ကောင်းတဲ့တချင်းလေးဖြစ်ပါတယ်ခင်ဗျာအာပိုင်းသစ်ကတချင်းတွေကိုလေဟိုဘယ်လိုပြောမလဲ ဟိုးနေကတခြင်းတွေကနေစပြီးတော့ဒီခစ်ပေါ်တခြင်းအတိကိုသူအကုန်လုံးကိုစုံနိုင်တာကိုကျွန်တော်တွေ့ရတယ်ဗောနော်ပွဲတွေမှာတောင်းဆိုတယ်ဗောနော်အဲ့လိုဗောဟိုးအရင်ကအစိုးတော်ကြီးတွေရဲ့တခြင်းတွေအေးအေးလေးတွေဆိုလဲသူရရတယ်ဟိုနောက်ပိုင်း rock တွေ pop တွေဆိုလဲသူရရတယ်ဗောနော်အဲ့လိုမျိုးရတဲ့ခါကျကျွန်တော်သူ့တော်မေးမိတာဗောနော်ငငယ်တုန်းကစာမလုတ်ခဲ့ဘူးလားเนาะတခြင်းတွေပဲလိုက်ကြက်နေတာလားလို့မေးတဲ့ခါကျတော့ ။ तू อ่ะสาဆိုရင်တော့ तू อ่ะแจ่ရတယ်တဲ့။ตะချင်းဆိုရင် तू แจ่เสียမလို့ဘူးတခါနားထောင်နားနေနေအကုန်ရတယ်လို့ပြောတယ်ဗောနော်။အဲ့အတွက်ကြောင့်မလို့ तू อ่ะตะချင်းတွေကိုတော့ तू အကုန်လုံးရနေတာကိုကျွန်တော် ကြားဘူးတယ်တချင်းဆိုတာလေးလည်းမစိုးဘောနော်အတန်ဟိုစုံနေတဲ့ဆင်ပေါ်မှာအတန်ဝင်သွားတာတို့ပြာသွားတာတို့တိမ်သွားတာတို့အဲ့လိုဘောနော်သူများအပြစ်ပြောစရာတော့မရှိဘူးပေါ့ဒါပေမဲ့အခုဘီဘိုင်းနဲ့တချင်းလေးပေါ့နော်တချင်းကောင်းစင်လေးကလွဲနေတဲ့စုံမဲ့အခုစုံမဲ့တချင်းလေးကတော့ဒါလွဲနေမဲ့စုံမဲ့များပေါ့နော်ဒီတချင်းလေးကရှင့်မှာလည်းအစတော်ကြီးတွေအများကြီးရဆိုခဲ့တယ်ဆိုခဲ့တဲ့ဆိုတော်တိုင်းကလည်းဒါပောက်ပြီးတော့မှဒါနာမည်ကြီးခဲ့တဲ့တချင်းဖြစ်တယ်ဒါသူတို့လက်ထက်ကြတော့လဲစုံမဲ့ဆိုတဲ့အခါကျတော့ပိုင်သစ်ပေါ်မှာပထမတော့ဘယ်လိုပြောရမလဲ နည်းနည်းတော့အထင်သေးမိတာပေါ့နော်အရန်ကောင်းပါမလားလို့တော့ကျွန်တော်တွေးမိတယ်ဒါပေမဲ့သူတို့နှစ်ယောက်တစ်ချင်းလေးတွေးပြီးတော့ကျွန်တော်ဟိုအာဟာပေါ့နော်ဒီ Telegram နေလှမ်းပို့ပြီးနားထောင်လိုက်တဲ့ခါကျတော့အော်မစိုးဘူးပေါ့အဲကိုအထင်သေးခဲ့မိတာလေးကတော့နည်းနည်းအဲတော်သေးရပါထုတ်မပြောလိုက်မိတာအကန်ကောင်းပေါ့နော်အဲ့လိုမျိုးပေါ့ပြီးတော့နောက်တစ်ခါဘီဘိုင်းကလည်းအတန်ပါပါအရန်ကောင်းတယ်သူ့ဆိုရင်ဒါလူသားရပြောကြတယ်ပေါ့နော်ဒါမိုက်လွတ်တဲ့အဆိုတော့မိုက်တောင်မလို့စီကနေ ထွက်တဲ့အတန်မျိုးကိုဖြစ်နေတာဆိုတဲ့အခါကျတော့ဘီဘိုင်းင်းနဲ့တွဲဆုံမယ်ဆိုတဲ့အတွက်ကြောင့်မို့လို့လည်းဒါစိုးရိမ်မှုတော့ရှိတယ်ဘီဘိုင်းင်းအနေနဲ့လည်းဒီသချင်းလေးကိုလှုပ်တဲ့အခါမှာပိုင်တက်လိုအစ်စ်တယောက်ကိုလက်တွဲခေါ်ပေးတဲ့အတွက်လည်းဒါစိတ်ထားမြင့်မြတ်ပြီးတော့မှဘယ်လိုပြောရမလဲသဘောထားကြီးတဲ့အဲစီနီယာတယောက်လို့လည်းကျွန်တော်မြင်မိပါတယ်အဲ့အတွက်ဘီဘိုင်းင်းကိုလည်းဒီနေရာကနေချီးကျူးပါတယ်လို့ပြောပြရစီခင်ဗျာလိုက်ဒီရင်းနေလိုက်စီရီယောင်းနေလိုက် ဆိုင်ပြီးပြီးလိုက်မော်မာတော့ဆေးရကြီးအိမ်ထဲမှာနေပြီးတော့ကဘာကြီးပါတိမ့်ပိုင်မယ်တထိုးရဲ့ဆိုင်ပြီးပြီးအာဘီပါဟင်းအဲဘီပါဟင်းရဲ့သားလေးရလဲပေါ့နော်ပိုင်သစ်ကိုဟိုဘယ်လိုပြောတငယ်ချင်းလို့ခေါ်တာ တငယ်ချင်းလို့ခေါ်ပြီးတော့အရန်ခင်တယ်ဘီဘိုင်းကလည်းဒါမောင်လေးတယောက်လို့ဒါခင်မင်ရင်းနှီးတာဖြစ်တဲ့အတွက်ဒါမိသားစုလို့ဖြစ်နေတဲ့အခါကျတော့ပိုက်သစ်ပေါ်မှာလည်းကောင်းစီခြင်းနဲ့စိတ်အပြည့်နဲ့ဘီဘိုင်းကအမြဲတမ်းပချင်းဆိုရင်ဘယ်လိုသွားမယ်ဘယ်လိုအတန်ထုတ်ကမယ်ဘာညာသင်ပေးတာတွေကျွန်တော်မြင်မှုပါတယ်ခင်ဗျအဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့ဘီဘိုင်းကိုအာကျွန်တော်တို့ဟိုလူသားတွေတောင်မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ရဲ့မြတ်စွာဘုရားတောင်မှအမိရှိမှ ကွင့်လို့ရတယ်ဆိုတဲ့စကားလေးရှိခဲ့ဘူးတယ်ပေါ့နော်ဒီတိုင်းပဲကျွန်တော်တွေအားလုံးကလည်းဒါပုထုဇဉ်တွေဖြစ်တဲ့အတွက်အမိကောင်းဆိုတာလိုအပ်ပါတယ်ဒီအတွက်ကြောင့်မလို့အမိဆိုတဲ့နေရာမှာဆရာသမားဆိုတာလည်းအရေးကြီးဆုံးမန်တိုင်တစ်ခုပဲပေါ့နော်အခုဘီပါရင်ဆိုရင်လည်းသူ့ရဲ့ဒါအဆိုဘက်မှာဆိုရင်ဒါဆရာသမားတယောက်ဖြစ်သွားပြီးအာဟိုဆရာတယုတ်ဆောင်ပိုင်းဆိုလို့ရှိရင်လည်းဒါရိုက်တာဦးတီတို့အာကိုကိုညိုမင်းအကယ်ဒမီကိုညိုမင်းလင်တို့ဆိုလည်းဒါသူ့ရဲ့ဆရာသမားသမားကောင်းတွေပဲပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီဆရာတွေကသူ့ပေါ်မှာကောင်းကောင်းလမ်းညွှန်ပေးတယ်သူကလည်းလိုက်နာတယ် တွက်ကြောင့်မို့လို့နေရာတစ်ခုကိုရတာဟိုအချိန်တိုအတွင်းမှာရရှိမှုအားကောင်းသွားတာပေါ့နော်အဲ့တော့ဟိုဒီထက်ပို့ပြီးတော့လိမ့်လိမ့်မာမာနဲ့ဆရာတွေပြောတဲ့စကားကိုနားထောင်ပြီးတော့ live လုပ်မယ်ဆိုရင်တော့ပို့ပြီးတော့အာတိုးတက်လိမ့်မယ်အောင်မြင်လိမ့်မယ်လို့ကျွန်တော်မြင်မိပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါလူတယောက်ရဲ့ကံကြမ္မာဆိုတာတော့ပြောလို့မရဘူးပေါ့နော်သူကံဘယ်လောက်ပါလာမလဲအဲအဲ့ကံတရားအတိုင်းကတော့သွားမှာပဲတချို့ကြတော့လဲကံတရားပါလာတဲ့အခါကျတော့စူးစမ်းထုံးမရှိရင်တော့မှနေရာတစ်ခုကိုရောက်သွားတယ်သို့တော့ဟိုရောက်တဲ့နေရာလောက်တော့မရောက်ဘူးပေါ့နော်အဲ့တော့ပိုင်သစ်ကတော့အရန်လဲစူးစမ်းတယ်အရန်လဲအားထုတ်တယ်အဲ့တော့ကြောင့်မလို့အော်ဘယ်လိုပြောမလဲနေရာသူ့ရဲ့ကံလေးစမ်းလေးပေါ့တဲ့ရသွားတယ်တနေ့ကျရင်တော့နေရာတစ်ခုကိုရောက်သွားလိမ့်မယ်လို့တော့ကျွန်တော်မျှော်လင့်မိပါတယ်ခင်ဗျာ ခုနကပြောတဲ့နေရာမှာပေါ့နော်ပိုင်သိရဲ့ဆရာသမားရဲ့နေရာမှာဒါကိုတင်မျိုးဆိုလဲတယောက်အပါဝင်ပဲပေါ့နော်ကိုတင်မျိုးဆိုလဲပိုင်သိကိုရမ်းချစ်တယ်အဲဘယ်လိုပြောရမလဲသူတို့မှာသားနှစ်ယောက်ရှိတာဒါပေမဲ့သား၃ယောက်ရှိတယ်လို့တောင်ပြောတယ်ပေါ့နော်ပိုင်သိကိုပါထည့်ထားတာပေါ့နော်အဲ့တည်းပိုင်သိအတွက်ကိုလည်းအခုလကုံလောက်ကြာလို့ရှိရင်တရက်နေ့လောက်လာမသိပေါ့နော်လကုံလောက်ကြာလို့ရှိရင်ပိုင်သိတယောက်တည်းထွက်မဲ့တခြင်းလေးတစ်ပုတ်ထွက်ဖို့ရှိတယ်လို့ကျွန်တော်ကြားပါတယ်အဲ့တခြင်းလေးကအစောရောကိုတင်မျိုးကပိုင်သိအတွက်အဆအဆုံးလက်ဆောင်ဖြစ်ဝယ်ပေးထားတာ လက်ဆောင်ဖြစ်ဟိုစီစဉ်ပေးထားတဲ့တခြင်းလေးပေါ့နော်အဲ့ခါကျတော့အဲ့တခြင်းလေးအဲထွက်လာရင်လည်းဒါပိုင်းသက်ကိုထပ်ပြီးတော့အပေးပါအောင်လို့ပြောပြရစီခင်ဗျာပြီးတော့ကိုတင်မျိုးကြီးရဲ့တခြင်းလေးကလည်းပြောပြောသလားဟိတ်ဆိုတဲ့တခြင်းလေးပေါ့နော်အဲ့တခြင်းလေးရဲ့နာမည်ကတော့နှုတ်မဆက်ချင်ဘူးပေါ့နော်အဲ့အဲ့တခြင်းလေးကဘာပဲပြောအာကျွန်တော်တို့တွေပေါ့နော်အခက်ခဲတွေအတားအဆီးတွေပြီးတော့နောက်ဘယ်လိုပြောရမလဲခက်ခဲမှုတွေကြားရမယ်ရုန်းကန်နေကြရတာလေကျွန်တော်တို့ဘဝတွေကဒါဟိုကုတုစဏန်ဒီတိုင်းပဲပေါ့နော်ဘဝမှာအခက်ခဲတွေရှိကြတယ်အဲ့လိုအခက်ခဲတွေကြားမှာရုန်းကန်နေတာမှာဒီသချင်းတွေကိုကြားလိုက်တဲ့အခါမှာ ခက်ခဲတာတွေအားလုံးမေ့ပြီးတော့ပြုံးပြော်သွားစီတဲ့တခြင်းလေးတစ်ခုလို့တော့မြင်မိတယ်အဲ့အတွက်တခြင်းလေးစပြီးလာပြကြရလဲအရန်သဘောကြတယ်အဲ့တခြင်းကိုဝယ်ခြင်းတော့လေကိုတင်မျိုးဦးကဘီပိုင်းစီကဝယ်တာဘီပိုင်းကလည်းသူအဖေရဲ့တခြင်းတွေကိုအရန်တံမိုးထားတဲ့အတွက်ဘယ်သူမှမရအောင်မရောင်းတဲ့အတွက်ကိုကဂျားထဲကနေပြီးဘယ်လိုပြောရွှေဂျိုပေါ့လုတ်ပေးရတာပေါ့နော်ဒီမှာလေးရောင်းလိုက်ပါအကိုကြီးကလည်းတေချာစုံမာပြီးအကိုကြီးက MTV ဆိုလည်းတေချာရိုက်မှာဟာအကိုကြီးကလည်းဟုတ်တယ်ပေါ့နော်သူတေချာရိုက်မယ်တေချာပုံဖော်မယ်ဆိုဂျားထဲကဒါပေါင်းကူတရာလေးပေါ့လုတ်ပေးလိုက်တဲ့အတွက်ဒီတခြင်းလေးကဖြစ်မြောက်သွားတယ် အဲ့တခြင်းလေးကိုစို့ဖို့အကြံဉာဏ်ပေးတဲ့သူတွေကဒီတခြင်းကတော့ကိုတင်မျိုးစို့ဖို့ဒါပေမဲ့ဒီပါဟင်းကရောင်းမှမဟုတ်ဘူးဆိုတာကိုတခါတည်းစက်တိုက်ပြောလိုက်တာအဲ့မှာကိုတင်မျိုးကကျွန်တော်ကိုဝယ်ခိုင်းတဲ့အတွက်ကျွန်တော်ကဝယ်ပေးတယ်အဲ့လိုကဂျားထဲကနေပေါင်းကူတရားလေးလုတ်ပေးလိုက်တဲ့အချိန်မှာဒါဒီတခြင်းလေးကဖြစ်မြောက်သွားတယ်ဗောနော်ရိုက်ကူးတဲ့အခါကျတော့လေကျွန်တော်တို့အကြံဉာဏ်ပေးတဲ့အတိုင်းလေးကိုပဲကိုတင်မျိုးကအပုံကြခံပြီးတော့တကယ်ကို အမြတ်တနိုးနဲ့အမှုပညာကိုတံမိုးထားပြီးတော့ရိုက်ကူးပုံဖော်တာကိုတွေ့ရရတယ်ကိုရိုင်းနဲ့ဒါအစဆုံးပါဝင်ပြီးတော့စီစဉ်ပေးထားတာဖြစ်တော့တချို့မလို့အခုလိုတချင်းလေးကလူတွေလည်းဟိုအမြန်ရောက်သွားတယ်သဘောကျတဲ့လူတွေလည်းအများများတယ်အဲ့အတွက်လည်းအကျင့်တတ်တယ်ကျွန်တော်ဆိုအဲ့တချင်းအတန်ကြားလို့ရှင်ဒါဒီလိုတော့လှုပ်မိပါ အဲ့ဒါလေးဒီလိုကိုတင်မျိုးကအဲအဲ့တချင်းကိုရိုက်တဲ့အခါမှာကျွန်တော်ဝင်ရိုက်ပေးပါတဲ့တော့ဝင်ရိုက်ခိုင်းတာကကျွန်တော်ဘယ်လိုဆိုအဲ့ပျော်သလားဟိဆိုတဲ့အထက်မှာဝင်ကခိုင်းတာပေါ့နော်ကျွန်တော်အနေနဲ့ကဒါကျွန်တော်ရဲ့ type မဟုတ်ဘူးပေါ့နော်အာပြီးတော့ကျွန်တော်ကလည်းဒီဟိုဘယ်လိုပြော MTB တွေဘိုင်တွေမှာဝင်ရိုက်တာကျွန်တော် post တောင်တင်ထားပါသေးတယ်စသလိုနဲ့ကျွန်တော် selfie ဖြစ်ချင်လို့မင်းသားဖြစ်ချင်လို့ line ကြောင်တာမဟုတ်ဘူးအာကျွန်တော်ကူညီရမယ့်သူတွေကိုကူညီပေးတာဆိုပြီးတော့ကျွန်တော်ပြောထားတယ်ပေါ့အခုလည်းဒီလိုမျိုးပဲကိုတင်မျိုးကဘာပြောလဲဆိုတော့ Viva Hin ရဲ့တချင်းမှာတဲ့ တယုံဆောင်ပေးတယ်တဲ့ကိုတာကြီးရတယ်သူတချင်းကြတော့တယုံမဆောင်ပေးဘူးပေါ့နော်အဲ့တော့သူ့ကိုမချစ်ဘူးလားပေါ့နော်မရဘူးဝင်တယုံဆောင်ပေးရမယ်ဆိုတော့ကျွန်တော်အဲ့လို ဘလို့ပြဘလိုင်းကတဲ့နေရာမျိုးတော့ကျွန်တော်တရုတ်မဆောင်ခြင်းဘူးဆိုတဲ့အခါကျတော့သူ့ရဲ့တီးလုံးတွေထဲမှာကျွန်တော်နှဲတန်လေးကိုကြားလိုက်တာပေါ့ကြားလိုက်တော့အော်နှဲလေးမှုတ်ပြမယ်ပေါ့ကျွန်တော်နှဲအဲအဲ့မှာရှိရလေတချို့ဆို DJ တီးပြတာတို့ drum တွေတီးပြတာဆိုတော့ကျွန်တော်နှဲလေးမှုတ်ပြမယ်အဲ့တော့နှဲကိုလည်းကျွန်တော်တယောက်ထဲမှမဟုတ်ဘဲနဲ့ဒါအဆိုတော်ဥပ္ပိုလ်ဟင်းရဲ့တချင်းဖြစ်တဲ့အတွက်သူ့ရဲ့မြီးလေးဖြစ်တဲ့အလုံးလေးရဲ့ကျွန်တော်ရဲ့ကျွန်တော်မြောက်ကလည်းပုံစံတူလေးလေအဲ့တော့အလုံးလေးနဲ့အလုံးကြီးနဲ့ပေါ့နော်နှစ်ယောက်နှဲလေးမှုတ်ကြမယ်ဆိုပြီးကျွန်တော်တို့ဒါဟိုအကိုကြီးကိုကျွန်တော်အဲ့နေရာလေးပဲပါပါရစေဆိုပြောပြီးတော့မှကျွန်တော်နှဲလေးဝင်ပြီး ော့မှုတ်ပေးတယ်အဲ့ဒီမှာအမှတ်တရလေးပြောပြမယ်ဗီပါဟင်းရဲ့သားလေးရလေးလုံးဝအမှုပညာပေါ်ကအပြည့်တဲ့ချက်နော်ပြီးရင်အိုင်ကျူအရန်မြင်တယ်တော်တော်မြင့်တဲ့ကလေးလေးဒီကလေးလေးကကြီးလာလို့ရှိရင်တော်တော်အောင်မြင်မဲ့ကလေးလေးဘာဖြစ်လို့ဆိုတော့အခုအသက်ကဟို3နှစ်ကျော်4နှစ်ပဲရှိသေးတယ်ပေါ့နော်အဲ့ဒီနေ့မှာရိုက်ကွင်းကိုရောက်လာတဲ့အခါမှာစက်တင်3ခုဆင်ထားတယ်အဲ့စက်တင်3ခုထဲမှာမှာကျယ်ဒီလာနေနဲ့ဆင်ထားတဲ့စက်တင်ကဘယ်လိုပြောရမလဲအမိုက်စားလေးဖြစ်နေတာပေါ့အားလုံးထဲမှာဆိုတော့သူကဘာပြောလဲဆိုတော့အဲ့စက်တင်ရှေ့မှာရက်ပြီးတော့ကျွန်တော် တသားဒီမှာပဲရိုက်မယ်တဲ့လုံးဝအိုက်ဆက်တင်ရှင်းရနေမခွာဘူးအဲ့ဒါကျွန်တော်တို့ဘာလို့လဲဆိုတော့သူ့ကိုလှိုင်းပိုင်းပြီးတော့ကျွန်တော်တို့ဗမာဝတ်စုံလေးဝတ်ထားတော့ဗမာစတင်ရှင်းမှာရိုက်ပြရမှာပေါ့အဲ့တော့သူ့ကိုလှိုင်းပိုင်းပြီးတော့ဗမာစတင်ရှင်းကိုခေါ်ပြီးတော့ဆိုတော့လေဒီမှာရိုက်ပြီးဟိုမှာဆက်ရိုက်မှာတော့လေကျွန်တော်ဆက်ပြောပြန်ဟောဟုတ်ပြီဟိုဘက်ကိုလည်းရိုက်မယ်ပေါ့နော်သူကိုယ်တိုင်စတင်ရွေးတာအဲ့လောက်ထိခလေးကအိုင်ဂျူမြင့်တာပေါ့ပြီးရပြင်သူ့ကိုဘုံလေးပေါ်တင်ပြီးတော့ကျွန်တော်နဲ့အရက်မညီတော့ဘုံလေးပေါ်တင်ပြီးရိုက်တော့သူဘာလုပ်လဲဆိုတော့ရိုက်နေတဲ့အချိန်တွင်းမှာတော့ ဗဇက်ကနှဲမုတ်တဲ့အိုင်တင်ကိုလုံနေပြီကျွန်တော်ဘာပြောနေလဲဆိုတော့လေပြုတ်ကြမယ်ကင်တာပြုတ်ကြမယ်ကင်တာအဲ့ဒါကိုသူဗဇက်ကပြောနေတာကျွန်တော်အိုင်တင်ကတော့သူကနှဲမုတ်နေတယ်အဲ့တော့ကျွန်တော်လက်တစ်ဖက်ကသူ့ကိုကင်တာရတယ်ကျွန်တော်ပုံကြည့်လိုက်ကျွန်တော်အဲ့မှာနှဲကိုဒီလိုတစ်ဖက်တည်းနဲ့မှုတ်ရတယ်ဘာလို့ဆို तू ကကျွန်တော်နှဲမုတ်ရင်းနဲ့တင်နေတာပြုတ်ကြမယ်ကင်တာပြုတ်ကြမယ်ကျွန်တော်အကနေအဲ့လိုကင်တာရတာအဲ့လောက်ထိခလေးကတော်တော်တော်တာ เนาะ तू ပြုတ်ကြမအောင်လဲ तू တိတယ် तू ရိုက်ချင်တဲ့ setting ကိုလဲ तू ရွေးတယ်အမိုက်ဆုံးဆိုတဲ့ setting ကိုပဲ तू ရိုက်ချင်တယ်အဲ့ဗမာမှုမှာ तू မရိုက်ချင်ဘူးဒါပေမဲ့ကျွန်တော်တို့ဗမာမှုမှာပဲရိုက်ခဲ့ရတာဗောနော် तू အင်ဂျူတော်မြင့်တဲ့ကလေးလေးဒီကလေးလေးကလေကြီးလာရင်တော့ဒါလူပညာလန်ခီးမှာတနေရာတော့ရောက်မှာသေချာပဲအဲ့တော့ကိုတင်မျိုးကအစောကိုတင်မျိုးကလည်းကျွန်တော်ကိုချစ်တယ်ဗောနော်ချစ်တော့ तू ကဗာပြောလဲဆိုတော့လေစပြီးတော့ကျွန်တော်နဲ့စတွေ့ကြတယ်ကသူကပြောတာကိုတာကြီးရယ်ကိုတာကြီးစတိုင်ကိုကျွန်တော်သဘောကျတာအဲ့တော့ကျွန်တော်ကိုကိုတာကြီးစတိုင်ဖြစ်အောင်ပြောင်းပေးတယ် အဲ့လိုမျိုးပြောတာပြောတဲ့အတွက်ကျွန်တော်ကလည်း तू နဲ့ကျွန်တော် with the လိုမျိုးသူ့ကိုစင်ပေးပေါ့နော်သူကဘာပြောလဲဆိုတော့ तू ဒီဇိုင်နာတွေအများကြီးကို तू ပတ်စံတွေပုံပေးပြီးတော့လဲအင်ကြီးတွေလည်းချုပ်ခဲ့တယ်အင်ကြီးမရလာဘူးတဲ့နော်ပြီးရင်အဲပိတ်စာတွေဝယ်ပေးဆိုလို့ဝယ်ပေးခဲ့တယ်ပိတ်စာပြန်မရောက်လာဘူးတဲ့သူ့ကိုမလုတ်ပေးကြဘူးပေါ့နော်အဲ့တော့ ကိုသားကြီးလှုပ်ပေးပါတယ်ဆိုတပြောတဲ့အခါကျတော့ကျွန်တော်အော်စိတ်ထဲမှာလေကိုအကိုကြီးရွယ်ဖြစ်တယ်ကိုဦးလေးရွယ်ဖြစ်တဲ့အခါကျတော့ကိုလှစေခြင်းတယ်ပြီးတော့ဟိုသားသမီးတွေကလည်းအဝေးမှာလင်မယားညောက်ပဲရှိတယ်သားသမီးတွေကနိုင်ငံခြားမှာကြောင်းတက်နေကြတဲ့အခါကျတော့လင်မယားညောက်ပဲရှိတဲ့အခါကျတော့ဘေးမှာလှုပ်ပေးမဲ့ကူပေါ်လောင်ပဲမရှိတဲ့အခါကျတော့ကိုအကိုကြီးတယောက်လိုမျိုးကျွန်တော်တန်မိုးထားပြီးတော့ကျွန်တော်လှုပ်ပေးခဲ့တယ်ပေါ့အဲ့လိုစိတ်နဲ့ကျွန်တော်လှုပ်ပေးခဲ့တာနောက်တစ်ယောက်ရှိခဲ့သေးတယ်ဗမာပြည်သိန်းနဲ့ဗမာပြည်သိန်းနဲ့အစိုးရကြီးဗမာပြည်သိန်းနဲ့နဲ့မမလူနဲ့တော့ဆိုလဲကျွန်တော်အဲ့လိုမျိုးပဲသူတို့ကိုကျွန်တော်စိတ်ထဲမှာအာကိုရဲ့အကိုကြီးအကိုကြီးလို ို့အဖေလို့ကိုဦးလေးလို့မျိုးသဘောထားပြီးကျွန်တော်ကူပေးခဲ့တာအခုလည်းအဲ့လိုမျိုးကျွန်တော်စိတ်နဲ့ကူပေးခဲ့တယ်ဝက်စားတွေဆိုလဲသူနဲ့လိုက်ဖက်မဲ့ဟာလေးတွေကျွန်တော်တက်နေတဲ့လောက်ရွေးချုပ်ပေးတယ်သူကအယောင်တောက်တောက်တွေပဲကြိုက်တော့ကျွန်တော်တောက်တောက်ကလေးလုတ်လုတ်ပေးရတာပေါ့နော်အခုသပင်ဆိုရင်လဲကျွန်တော်သပင်အတိုင်းအောင်သူလုတ်ခိုင်းတာလုံးဝတူမှသူက ကြိုက်တယ်မတူရင်မကြိုက်ဘူးအဲ့တော့သဘင်ကိုလည်းပုံစံတူအောင်ကျွန်တော်လုပ်ပေးရတယ်ဆိုတဲ့အခါကျတော့ကိုသားဒီနောက်တစ်ယောက်ပေါ်လာပြီဆိုပြီးစကြတယ်ညီကိုညီကိုတွေလားလို့ပြောတယ်ချို့ကလည်းနောက်ပြီးညီမတွေလားလို့ပြောကြတယ်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ပြောတယ်ဆိုတဲ့နောက်တော့ဒါကျွန်တော်တို့မျက်လုံးထဲမှာမြင်လို့ဟိုပလက်ရှာဖြစ်လို့ပြောတာပေါ့နော်ဟိုမုံရင်တော့ဘယ်သူမှပြောမှလည်းလှဲ့မကြည့်ဘူးလို့ဟိုဘက်လှဲ့သွားမှာပေါ့အဲ့တော့အလုံးပေါ့ဟိုချစ်လို့ပြောပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အဲ့ပြောပေါ့နော်နှုတ်ဆက်ဘူးဆိုတဲ့တခြင်းလေးကိုလည်းအားပေးပါလို့ဒီနေရာကနေပြောပြရစီခင်ဗျာ ဒေဗီကတဲ့တော့မမြင်မိဘူးပေါ့တော့ဘာလို့ဆိုတော့ဒေဗီကတော့အရန်ပိန်တယ်လေအရန်ပိန်အရန်ငယ်တာပေါ့မလမျိုးကတော့မလမျိုးတင်စားနယ်ကသူအခုရုပ်ရှင်အာဇလန်နယ်တဲ့ပုဂ္ဂိုလ်ရိုက်တယ်အလင်းပေးမဲ့ဖျောင်းနိုင်ပေါ့နော်အဲ့အလင်းပေးမဲ့ဖျောင်းနိုင်ကိုရိုက်တဲ့အခါမှာအမှန်တမ်းပြောရင်တော့မိတ်ကပ်ကဟိုပါပေါ့တော့ဟိုဘယ်လိုပြောမလဲတခြားမိတ်ကပ်ဆရာတယောက်လိမ့်ပါ ျွန်တော်မဟုတ်ဘူးအာကျွန်တော်ကကြတော့သူကကျွန်တော်ဘာတွေအကူအညီတောင်းလဲဆိုတော့သဘင်တူတွေဘာတွေအကူအညီတောင်းလို့ကျွန်တော်သဘင်တူတွေဘာတွေကျွန်တော်ဝိုင်းပြီးတော့စီစဉ်ပေးတယ်ဗောနော်ကိုမောင်တော်မဖြစ်တဲ့အတွက်အာကျွန်တော်ကိုလင်းရမားတို့ဘာတွေမရှိပါဘူးကျွန်တော်မှာအဲ့တခြားတယောက်လိမ့်မို့စီစဉ်ထားတာဒါပေမဲ့ရိုက်မဲ့နေ့မှာအဲ့ဒီမိတ်ကပ်ဆရာကကားနဲ့ပြန်လာတာအချိန်မီရောက်မလာဘူး ရောက်မလာတဲ့ခါကျတော့မောင်လေးကိုကူညီပါဆိုတော့ကျွန်တော်ကူညီပြီးတော့လိမ့်ပေးလိုက်တယ်အဲ့ဒီမှာ तू ကဘယ်လိုတောင်းဆိုလဲဆိုတော့ကျွန်တော်လူငယ်ပုံလေးပေါက်ချင်တယ်အဲလူငယ်ဇက်ရုပ်ကလေးရရမယ်ပေါ့နော်ဟိုအသက်အစိတ်လောက်အရွယ်ပေါ့လူလက်ပိုင်းလေးပေါ့နော်ဟိုကြီးစားနဲ့ပါနဲ့အဲ့လိုရှိတဲ့ចောင်းចောင်းပြီးကစားအရွယ်ပုံစံမျိုးလေး ရိုက်ချင်တယ်လို့ပြောတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကလည်းအဲအဲ့ပုံစံမျိုးလေးဖြစ်အောင်သူငယ်ငယ်တုန်းကဟိုဇက်လန်းလေးတွေကျွန်တော်ကြည့်ဘူးတယ်လေအဲ့ဇက်ကားလေးတွေကပုံစံမျိုးလေးအတိုင်းဖြစ်အောင်ကျွန်တော်စူးစမ်းပြီးတော့ပြင်ပေးခဲ့ပါတယ်အဲ့တော့အခုလက်ရှိအရွယ်တော့မဟုတ်ဘူးเนาะနည်းနည်းငယ်တဲ့အရွယ်ဖြစ်အောင်စူးစမ်းပြီးပြင်ခဲ့တော့နည်းနည်းတော့နှုတ်သွားတယ်ဟိုရုပ်ရှင်ထဲမှာတော့ဒါဟိုဘယ်လိုပြောမလဲဝက်စားနဲ့ဇက်လန်းနဲ့ဆိုရင်တော့ဒါအဲ့အရွယ်ကိုရောက်သွားမှာပေါ့เนาะဟိုဟိုလိုမျိုးကြီးဟတ်ချလောင်းဆိုပြီးတော့ဘက်ဘက်ဆိုပြီးတော့လည်းလူငယ်ဘဝကြီးဖြစ်သွားအောင်တော့လှုပ်လို့ဘယ်ရပါမလဲလေเนาะကိုကဖျားရှင်မှာမဟုတ်တာလေခုနပြောသလိုဟို ိုထိုင်းမင်းသမီးနဲ့တူသွားတယ်ဆိုတာလေနည်းနည်းတော့စင်သွားတာပေါ့မျက်နှာလေးတွေကမျက်နှာဝိုင်းလေးတွေဖြစ်တဲ့အခါကျတော့လေဟုတ် အဲသူရဲ့ရုပ်ရှင်ကားတွေကျွန်တော်ကြည့်ခဲ့ဘူးတယ်ဗောနော်မက်ဆင်တဲ့ကားတွေလည်းကြည့်ခဲ့ဘူးတယ်နန်နာလိုင်းတို့ဘာလို့လဲကားတွေလည်းကြည့်ခဲ့ဘူးတယ်ဆိုတော့အဲ့ရုပ်ရှင်ကားတွေကဟိုဘယ်လိုပြောမလဲမျက်နှာပေါက်မျိုးလေးဖြစ်အောင်ကျွန်တော်စူးစမ်းပြီးတော့ပြင်ပေးထားတယ်အဲ့ကားတွေထဲမှာလည်းသူအရန်ချောတယ်သူရဲ့မျက်လုံးလေးကအရန်ကိုလှပြီးတော့မှဟိုဆွဲဆောင်မှုရှိတဲ့မျက်လုံးလေးဖြစ်တဲ့အတွက်အာအဲ့လိုမျိုးလေးဖြစ်အောင်ကျွန်တော်စူးစမ်းပြီးပြင်ဆင်ပေးခဲ့ပါတယ်ခင်ဗျမလမျိုးကဟိုဘယ်လိုပြောမလဲတရုပ်ဆောင်ကောင်းတယ်ပြီးလို့ရှိရင်သူ့ကိုကြိုက်တာကလေမင်းသမီးတယောက်ထက်ပေါ့နော်အပြင် public မှာတွေ့ကြုံရတဲ့အမတယောက်အနေနဲ့ပို့ပြီးတော့သူ့ကိုခင်မင်းတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့စိတ်ဓာတ်ကိုကြိုက်တယ်။သူကဟိုယောက်ျားဆန်တယ်ခုနပြောသလိုပေါ့နော်။အဌာနာကောက်တာတို့အဲ့လိုဘာညာအဲ့လိုမျိုးတွေမရှိဘူးသူ့မှာ ဒါမျိုးတွေမရှိဘူး तू ကဘာဖြစ်လဲဆိုလို့ရှိရင်ဟောဟောတိုင်းတိုင်းလှုပ်ရှားရှိရလှုပ်တယ်ပေးရှားရှိရပေးတယ်ပြီးရင်သူ့ရဲ့ဟိုနေပုံထိုင်ပုံကယောက်ျားလေးဆန်တဲ့အခါကျတော့အလုံးလုံးကတော့ပိုကောင်းတယ်ပေါ့နော်ပိုပြီးတော့လည်းခင်မင်ရတယ်နောက်ဖုန်းတွေဆက်ပြီးတော့လေအလိုအလာပါတလာပါပြောတာမျိုးလည်းမရှိဘူးအလုပ်ကိစ္စဆိုအလုပ်ကိုပဲပြောတယ်ပြီးရင်သူ့ရဲ့ဘဝပေါ့သူ့ရဲ့ life ကိုလည်း तू ဥဆောင်နေတယ်သူတယောက်တည်းဥဆောင်ပြီးရှေ့ကနေမမမမတ်နဲ့ तू ဟိုဘယ်လိုပြောရမလဲသူ့ရဲ့အမျိုးသားဆိုလည်းဆင်အောင်ဖြစ်တဲ့အတွက် အာစေကူတာမှုရဲ့ကျောင်းစာတွေရဲ့လည်းပဲနဗန်လုံးနေတဲ့အချိန်မှာ तू ကအဲ့တော့ तू ကတော့ तू စ조사ပြီးတော့အားထုတ်နေတာကိုတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဘယ်လိုပြောလေးစားရတဲ့အမတယောက်နေနေတော့အញ្ញမ်းချစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအားလုံးချီးရတဲ့မိဘပြည်သူများအားလုံးကျမ်းမာချမ်းသာပါစေလို့ဆုတောင်းရင်းနဲ့ပဲနှုတ်ဆက်ပါတယ်ခင်ဗျာ